ျမရဲ့မေတ္တရာ channel လေးကို နားဆင်အားပေးနေကြတဲ့စာပေချစ်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့တောင်ထဲမှာပိုက်ကြီးခဲ့တဲ့မိမချရုပ်ရဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်လို့ဖြိသက်များလုံးလေးလိုက်ပါနားဆင်အားပေးကြပါဦးရှင်။အမျိုးသမီးဆောင်တဲ့ကိုအသိဝင်လာတဲ့ဇာတိတွေကိုမှတ်ပုံတင်ဖို့ပြင်ဆင်ခဲ့တဲ့ အကျဉ်းသူကြားတင်ငါဦးကိုထောင်မမထံတင်ပြနိုင်မှုထောင်ပုံစံ21လို့ခေါ်တဲ့ထောင်ကြမှတ်ပုံတင်စာအုပ်မှာမှတ်တမ်းတင်ရရင်နင့်နာမည်ဘယ်သူလဲဟုတ်ကဲ့ကျမနာမည်များတတ်ပါဆရာမအဖအမည်ရောဟုတ်ကဲ့ဦးတိများပါဆရာမအမိအမည်ဘယ်လိုခေါ်လဲဟုတ်ကဲ့ဒေါခင်တတ်ပါယောက်ျားအမည်ရောကျမယောက်ျားမရှိပါဘူးရှင်နေပါအောင်ယောက်ျားမရှိဘူးဆိုတော့အပြိုလားဟွန်းတခုလက်ပါဆရာမယောက်ျားကကိုယ်တော်လား မဟုတ်ဘူးရှင်နောက်မြေငယ်ယူသွားတာဟေးဘလို့ဖြစ်တာလဲပြောစမ်းမအောင်ကျမထက်ကောင်းလို့နောက်တယောက်ယူတော့ပေါ့ဆရာမရင် ခက်တာပဲနော်အသက်အရောဘယ်လောက်ရှိပြီလဲဟုတ်ကဲ့29နှစ်ပါဆရာမဘာမှုဖြစ်တာလဲဟုတ်ကဲ့ရိုင်းမှုပါထောင်ဘယ်လောက်ကြလဲ6 6လပါဆရာမကိုဝင်ရောရှိလားอืมရှိလားမရှိလားတော့မသိပါဘူးဆရာမရင်ဟေးဒါဆိုရွှေဧည့်သည်ဓမ္မရာရောမှန်မှန်လာရဲ့လားဟုတ်ကဲ့သူမလာတာနှစ်လလောက်တော့ရှိပြီ ဒါဆိုလေကိုဝင်မရှိလို့ပဲမှတ်တမ်းတရမှာပေါ့အေး။ဟုတ်ကဲ့ဆရာမကောင်းစလို့ပဲစီစဉ်မှာ။ဒီလိုနေကျမလေးအချင်းသူငါးဦးစလုံးမှတ်တမ်းတင်ခြင်းလုပ်ငန်းပြီးဆုံးတော့ရင်အေးဆောင်နေမှာဒီလိုပါပဲမှတ်ပုံတင်ထားစင်မှာရာသီမှန်နေဆိုပြီးစိတ်ချလက်ချမှတ်တမ်းတင်ပြီးမှ ထောင်ထဲရောက်လို့၃လလကြာမှပြဿနာကထားဖြစ်တတ်တဲ့ဇလန်းနေလေရှိသေးတယ်။သူတို့ဘာသာအပြင်လောကမှာလွတ်လွတ်လပ်လပ်နေထိုင်ခြင်းကဘာမှမဖြစ်ဘဲ ထောင်ထဲရောက်မှဒီပြဿနာပေါ်လာခြင်းအုတ်ချုပ်တဲ့သူတွေမှာခေါင်းမီတောက်အောင်ပြန်ရုံကဲဒီတော့ထောင်ထဲကမင်းမဆောင်မှာရင်ပေါ်တောင်မတန်းတာဘယ်ရင်ကအလစ်ဝင်ခိုင်းပြီးရင်ချီဥတော်တွေတော့မသိအိမ်ဆောင်တာဝန်ကြအမျိုးသမီးတွေအစီအီရှိနေတယ်လို့တော်ရီထက်ထက်ခတ်ထားရကြကဘယ်ပရိသယောက်ျားကများဂျောင်းဝင်ဆွဲသွားလဲဆိုတာမသိနိုင်မှာ ကျင်းနိုင်ကြီးကတော့တာဝန်မှုတာဝန်ကြတဲ့ထောင်မှုဆိုတာတာဝန်မှုချိန်မှာနေနေညညမိမဆောင်တဲ့တရားဝင်ဝင်ထွက်ခင်ရှိတဲ့သူညတာဝန်ကြဝန်ထမ်းတွေကိုများလက်ထိုးပြီးပူပေါင်းကြံစီသွားသလားမှမသိတော့အဲ့ဒီလိုရုံထင်းချောင်းထင်းဖြစ်ရတဲ့အဖြစ်ကလေးတွေကတခါတခါရည်ဖွဲ့တယ်လို့ဖွဲ့ဘူးတဲ့ကျမတို့ဝန်ထမ်းဆိုတာအမျိုးသမီးဆောင်တဲ့ယောက်ျားတယောက်တာဝန်နဲ့လာစီစီတဲ့ကမျက်လုံးတောက်တောက်စောင့်ကြည့်နေရတာတမနာပါ့ ကောင်မတွေကလည်းခက်ခဲခဲတယ်။ယောက်ျားတယောက်အိတ်ဆောင်ထဲဝင်လာနေယောက်ျားနဲ့ရှားပြီဆိုမနေနိုင်မထိုင်နိုင်ထွတ်ထွန်လူပြကြတယ်။အငဲကြွေကြွေထောင်မူးတွေကစားအသက်ကြီးကြီးထောင်ပိုင်းကြီးတွေတောင် အလုံးမပေးချင်ကြောင်းဒီတော့လေကျမတို့ဝန်ထမ်းအမျိုးသမီးတွေမှာအငေးမနေရဟိုလူဟန့်ရဒီလူငေါရနဲ့ဒုတ်တချောင်းကိုင်းပြီးဆက်ဆလူထနေတဲ့ညိုများတွေကိုထင်းရသိမ်းရတာကတော့အမုံ ယောက်ျားတွေကိုလားနဲ့နှင်းနဲ့ချီပြီးမမြင်မတွေ့ရကြတော့ကြားနဲ့ကြတာနဲ့ခေါင်းနဲ့ရှူရှူထခုံယုံကြောက်ပြန့်တမ်းပြီးဟန်ရည်ပြပြလုံနေကြယုံထောင်ထဲမှာဆိုတော့ယောက်ျားမိမတီးကြခွဲထားပြီးထောင်ကျနေခဲ့တာကြပြီးဆိုတော့နေရှိထောင်နဲ့ကြသူတွေမှာယောက်ျားဆိုတာဒီလိုလားလို့မေးရလောက်အောင်မေးနေပြီးဖြစ်တယ်။အခုလဲအမျိုးသမီးဆောင်တဲ့ကအချင်းသူတယောက်ထောင်ကျတာနှစ်လရှိပြီးအချင်းသူများတဲ့တယောက်ဘာဖြစ်တယ်မသိဘူး။ တမိုင်းမိုင်းတထွေ့ထွေ့ဖြစ်ပြီးကိုလက်မအီမသာဖြစ်နေတယ်လို့သတင်းလာဖို့တယ်။ကျမတို့လူအပြိုကြီးတွေမှာတော့ဒီကိစ္စပုံမှန်ဖြစ်နေတော့ဘာဖြစ်တယ်ဆိုတာမေးလို့မရဖြစ်နေတယ်။မိမဆောင်စင်မှုနော်မူဖို့ကိုတိုင်းအပြေရှာမြနိုင်ပေအုံနောက်ချောက်လူလူဖြစ်နေတယ်။အကျဉ်းသူကိုအကြောင်းဆောင်သီးရအောင်ချောမော့ပြောင်းပြပြီးမေးကြည့်ခဲ့တယ်။ညီယောက်ျားနဲ့အတူမနေရဘယ်နှလားရှိပြီလဲ။ဟုတ်ကဲ့နှစ်လားသုံးလားလောက်တော့ရှိပါပြီဆီယမရဲ့ လင်မယားဖြစ်ပြီးဘာဖြစ်လို့ဒုမနီကြားလဲသူ့အမြန်ငယ်စီသွားနေရခကျမစီမှာပြန်မလာတာညီယောက်ကြောက်ဖွင့်မပြောဘူးလားမိဘတွေဆ iam မရေသူကကျမကိုညင်းဝေးလို့နောက်တယောက်ထားနေမှာပေါ့ညီကလည်းကျင်းတဲ့သဘောတူလားဘယ်ကျင်းနဲ့ပါမလဲဆ iam မရေကျမတို့မိမသားဆိုတာမုန်းကိုသာဝေစားမယ်အချစ်ဆိုတာဝေစားလို့မရဘူးလေဒါကြောင့်လေဒီမှုဖြစ်တာပေါ့ဆ iam မရေဟမ်ဘာဖြစ်ကြလဲတေးသေးချာချာပြောပြစမ်းမဟုတ်ကဲ့ ဒီလိုပါဆီယာမရေကျမလည်းအစားကမရိမ့်မိသေးဘူးသူကံမဒီကသူ့ကိုရိမ့်မလေးဆိုတော့အလုတ်တူတူလုံးနေကြလို့အတူသောအတူလာလိုပဲထင်းနေရတနေ့တော့ကံမဒီကိုလမ်းကြုံလုံးဝင်လိုက်မှာဒင်းတို့ဇလန်းနဲ့ပပင်းတို့တော့ဒေါသဖြစ်ဖြစ်နေစပွဲပေါ်ကမြင်းလုံးနဲ့ကောက်ရိတ်လိုက်တာခေါင်းခွဲသွားတာပေါ့ဟုတ်လားဒါနေပဲဒီရိုက်မှုနဲ့ထောင်းနေရောက်လာတာပေါ့ဟုတ်လားဟုတ်ဟုတ်ပါရဲ့ဆီယာမရေ သူရဲ့ကိုဝင်အလွန်ဆုံးရှိမှနှစ်လလောက်ပဲရှိအောင်မယ်။သူကထောင်ချောက်လာတယ်မှာကြားခဲ့သူဆိုတော့သူကိုဝင်ကမွေးဖွားမယ့်အချိန်လောက်မှာထောင်ကရှုပ်ရက်နေဆိုလွတ်နေရောမယ်။ဒီတော့ကျမမအလုံးရှုပ်သွားတာပဲဖတ်တယ်နေ။ဒီတော့အချင်းသူကိုမိုးလာထောင်ချလာစဉ်ကလေးကကိုဝင်နှစ်လပါရှိကြမပုံတင်မှာပြောင်းလဲတင်ကလက်မှတ်ရေးထိုးတင်ခိုင်းလိုက်တဲ့။ ဘာလို့လဲဆိုတော့အမျိုးသမီးတယောက်နေနဲ့ကိုဝင်ရှိခဲ့ပါလျင် ရှင်းလာကျော်ကိုလာဆယ်လခန်းမှာမိဘရမှာဖြစ်လို့သူကိုဝင်ကိစ္စအပြင်းရောက်မှသူတို့လင်းများခြင်းရှင်းနေကြဖို့စီယုံပြောဆိုကြရင်အဲ့ဒီလိုကိုဝင်နဲ့ပတ်သက်ပြီးပြဿနာတက်စရာဇလန်းလေးတစ်ပုဒ်ကြုံခဲ့ရတာကိုလေ ပြောပြခြင်းသေးတယ်။ဆီယမ၊ကျမရာသီမလားလား။နှစ်လားရှိပြီဆီယမရင်။ဟိုက်ဘလို့ဖြစ်တာလဲ။ ကြားလေးရရဲ့စကားကြောင့်ကျမစိုးရင်ထင်းလန်းပြီးတယ်။နေစမ်းမအောင်ညီကိုထောင်းနေရောက်ခါစားကငါကိုတိုင်မှတ်ပုံနေတော့ညီပဲအပြိုပါဆိုလို့ငါမှတ်ပုံတင်ပေးလိုက်တာလေ။ဟုတ်ဟုတ်ပါလေဆရာမရေကျမပဲရမ်းမသလားဆိုပြီးဇဝေဇဝါဖြစ်နေတာအအခုဟာကနှစ်လားရှိပြီဆိုတော့နင်းအပြစ်မှယောက်ျားတွေပါရီရောရှိလား။ဘယ်ရှိမလဲဆရာမရေရင်ဖို့တောင်အတမ်းမခံရတာအပြိုစစ်စစ်ပါရှင်။ဟမ်နေရကရင်ပုံမတမ်းမှုသာဆိုတဲ့ရင်ချီရဥသွားပြီလေ တကယ်ပါဆီယမရဲ့ကျမမမိုးလို့ရှူစရာရည်စားတော့မရှိပါဘူးဒုက္ခပါပဲအေးညီရဲ့ဇလန်းကထောင်ထဲကိုရောက်လာပြီးကိုဝင်ရှိတာဆိုတော့တရားခံဘသူလဲဟေးဆိုပြီးလိုက်ဆောင်မလို့ဖြစ်နေပြီအဲ့ဒီလိုဒုက္ခပေါင်းစုံပြီးတတ်တဲ့မိမရည်နဲ့မှကြုံပေကြုံတတ်ပါပြီထောင်ထဲရောက်နေပြီးမိမဆောင်မနေကိုင်းမှာဘသူများကျူးကျူးကြောကြောဝင်ပြီးစောကားသွားလိမ့်ဟွန်းဒါလည်းမဟုတ်သေးပါဘူးမိမဆောင်ထဲမှာ မိမရည်ကြီးပဲစူပေးနေကြတဲ့နေရာလိမ့် ။ယောက်ျားလေးတွေနဲ့ထွေရောရှက်တဲ့နေထိုင်တာကလည်းမဟုတ်။အိုကျင်းထားရင်အိုကျင်းထိဂျိုကျင်းထားရင်ဂျိုကျင်းကြီးဆိုရအောင်လေတခြားစီနေကြတာ။အခုတော့မိမဆောင်တဲ့အကျဉ်းသူမှကိုဝင်ရှိပြီဆိုတော့ဘသူကယုံကြည်မလဲ။ဟဲ့နေပါအောင်ဟဲ့ညီပြောတယ်လို့အပြောဆိုရင်ဘာဖြစ်လို့ဗိုက်ကြီးရလဲ။အေးအဲ့ဒါကလေအော်စိတ်ရှုပ်ရရဲ့ထင်မြမြရှင်းပြစမ်းပါ။ဟုတ်ဒီဒီလိုပါဆရာမသူပဲတရားခံဖြစ်မယ်ထင်တယ်။ဘုဒ္ဓဘသူတရားခံလဲဒိုးဝင်တန်းနေတယ်ရလား။ မဟုတ်ပါဘူးဆရာမရေအဲ့ဒီတုန်းကညာဘက်မောင်ကြီးမဲကြီးထဲမှာဇိုးဝင်လာတဲ့သေးနာကောင်းမအမလေးဟဲလူတောင်လုံးအမောင်ထဲဝင်လာတာနင်းကမအော်ဘူးလားအော်လို့မရအောင် तू ကပါဇက်ကိုပိတ်ထားတယ်ဆရာမရေอืมတော်တော်ခတ်တယ်ကောင်းပါပါပဲနေနေပါပါရုံးကန်ပါလားအော်ပါလားဟဲ့အော်လို့လည်းမရဘူးရုံးကန်လို့လည်းမရဘူးလေဆရာမရေအားချင်းမှမမြတာအိမ်မှာနင်းတောင်ထဲနေလို့နင်းမိပါတယ်မရှိဘူးလား อืมအမေတယောက်တည်းပဲရှိတယ်အမေကလည်းခေါင်းရင်ပဲအိတ်ခန်းထဲမှာအိတ်နေတယ်ဆရာမရေအခန်းထဲမှာကျမတယောက်တည်းအိတ်တာပါဒါဆိုလေအဲ့ဒီခေါင်းလေးယူလိုက်ပါလားယူယူလို့မရတော့ဘူးဆရာမဟေ့ခေါင်းရှုပ်လိုက်တာအေးဘာဖြစ်လို့ယူလို့မရလဲကျမတက်လို့သေတော့ပြီဆရာမဩဒါကြောင့်နင်ကလူသန်းမှုနဲ့ထောင်ငါးနေကြားခဲ့ရပေါ့ဟုတ်လားဟုတ်ဟုတ်ပါတယ်ဆရာမရေ ဒီပြဿနာရဲ့အဖြစ်ကိုကျမရှာကြည့်တော့အမျိုးသမီးငယ်လေးအတွက်ညာရေးညတာအိမ်မှာလုံလုံခြုံခြုံအေးရပေးမယ်။မိုးဆိုးတွေကတော့အခြေအနေနဲ့အချိန်အခါကိုစောင့်ကြည့်ပြီး မတရားအနိုင်ကျင့်စော်ကားသွားတာပဲဖြစ်မိ။မိဘမောင်ပါမရှိတဲ့အိမ်မှာဆိုပဝင်းချင်းကလေးဝိုင်းဝန်းပြီးဆောက်ရှောက်ကူညီနိုင်မှတန်ငါကြမိ။ဒီလိုမဟုတ်ပါက အမောင်လောကမှာကျင်းလဲကျဆားတဲ့ဇာနေကြကြောင်ပါမျိုးကိုအတူကူးဆိုင်ရှောင်ရှားသေးနေ။ ိမ်မာနေပြီးလုံခြုံစိတ်မချနိုင်တဲ့နေရဒေသမျိုးမှာပဝင်းချင်းမကောင်းလို့ဒူးနဲ့မျက်ရည်တုံးနေကြတဲ့မိမတွေကအများကြီးရှိမှကတော့အေကံမလိမ့်။နင်ကဘလို့ဖြစ်ပြီးလူသက်မှုဖြစ်တာလဲ။ကျမလေးအားရှိသမျှဇွေရုံးကန်နေခြင်းနဲ့ခေါင်းအောက်မှာအသည့်ဆောင်ထားရတဲ့ကူလက်တစ်ဖက်ကဆမ်းပြီးတော့သူ့ဘိုက်ကိုအောက်ကနေတချက်တည်းထိုးလိုက်တယ်ဆရာမတခါလေအသက်ပါပြောက်သွားတယ်အမလေးတတိခဲမပါလားအေး ကျမဓာတ်နဲ့ထိုးလိုက်လို့သူအော်လိုက်တဲ့ကြောင့်ပဝင်းကျင်ကလူတွေရောက်လာပြီးအပြစ်မှန်တီတော်ရဆရာမဓာတ်နဲ့နေစမ်းမအောင်ဘလို့လို့ကိုဝင်းကရှိတာလေဆရာမရေဒီကိစ္စဖြစ်မှာတော့ကိုဝင်းရှိပြီပေါ့နင့်ကိုသူကစော်ကားနေချိန်မှာနင်ရမသိဘူးလားဘယ်သိပါမလဲဆရာမရေကြောက်ကြောက်နဲ့ရုံးကင်ရင်ဖြစ်တော့မှာပေါ့ကဲကဲဒီကိစ္စကို လူသိရှင်ညာသိရအောင်ထောင်ပိုင်းကိုသတင်းပို့မှဖြစ်မယ်ကျမထောင်ပိုင်းထံကြီးကိုအကျိုးကြောင့်တရင်ပို့လိုက်တယ်။ကျမရဲ့တရင်ပို့ချက်အဆုံးမှာတော့ ဟဲ့နင်တို့ရေလှုပ်လိုက်ရင်တလဲရေကြီးပဲစောစောကတည်တည်ကြကြမေးပြီးမှတ်ပုံတင်ပါလားဟဲ့ကျမလည်းမှတ်ပုံတင်ချိန်မှာသူ့ကိုအိမ်အောင်ရှိလားလို့မေးတော့မရှိပါဘူးအပြိုပါလို့ပြောနေတော့ကိုဝင်မရှိဘူးထင်တာပေါ့ဆရာမရဲ့ဟဲ့အပြိုလေယောက်ျားနဲ့တွေ့ရင်ချက်ချင်းအိုးဖြစ်လို့မရှူနိုင်မရှိုက်နိုင်ဘူးပေါ့တယ်လို့ပေါ်လာရင်လက်ထက်ယူလိုက်ရတဲ့သူတွေအများကြီးပဲဟဲ့ကျမရဲ့တရင်ပေးချက်ကြောင့်ထောင်ပိုင်ကြီးမှာရုံကန်ထဲမှာပရိစိတ်နေရမှာတမာရီကမတီးဆောင်နိုင်မေး ဖုတ်ဘူးမိတိုင်အမျိုးသမီးဆောင်လေးကိုဝင်သွားတော့တယ်။ထောင်မူမရဲ့ရုံးခန်းထဲမှာထောင်ပိုင်ကြီးကဝင်တိုင်လိုက်တယ်။ဂျမကအချင်းသူကိုရုံးခန်းထဲကကြိုက်ကြိုက်ဆွဲခေါ်ပြီးအပြစ်မှန်ကိုရှင်းလင်းစေတယ်။ထောင်ပိုင်ကြီးကတော့ထောင်ထဲမှာအချင်းသူတို့လင်းကောင်းမပေါ်ပေကလေးမူရမဲ့ဂိမ်းဆိုင်နေလို့ထိတ်ထိတ်ပြပြဖြစ်နေပုံရှားတယ်။အကျဉ်သူမလေးသူမဘာသာအိမ်မှာကောင်းကောင်းမွန်မွန်နေထိုင်လျက်ဖုန်းကြည့်မှုရွာပက်လို့စိတ်မကျမ်းမသာဖြစ်နေကြတယ် တကယ်တော့လေတောင်ထဲမှာရှိနေကြတဲ့အချင်းသူအချင်းသားရေဆိုတာမိမိရဲ့သားသမီးတွေနဲ့မချပါဟဲ့ကလေးမနင်ကအပြိုးမဟုတ်ဘူးလားဟုတ်ကဲ့အစားကတော့အပြိုးစစ်စစ်ပါရှင်တောင်ထဲရောက်လာတော့မှပဲအိုးပြင်မမသိဖြစ်ခဲ့ရတာဟမ်ဒါဆိုမိမဆောင်တဲ့ကိုတရားဝင်ဝင်ထွက်ခွင့်ရှားတဲ့ထောင်ရာရှိဝင်တဲ့တရားရုံးနေမြမလုံမကင်းဖြစ်ခဲ့လားဟင်အဝေးကြီးပါဆရာရဲ့ဒါဆိုငါရောနင်တို့အေးဆောင်တဲ့ကိုညဘက်ဝင်ခဲ့တာတွေ့လားဟမ်မရှိပါဘူးဆရာကြီးရဲ့ ဒါနဲ့မြန်ထောင်ထဲရောက်လာမှကိုဝင်ရှိတယ်ဆိုတော့ဒေသထောင်သားလက်ချက်ပြီးသွားလေရှင်းရှင်းပြောစမ်းဘသူလက်ချက်မှမပါပဲသူလက်ချက်နဲ့သတိတီးသွားတာဟမ်နင်းတို့ဟာကလည်းရှင်းလေရှုပ်လေဖြစ်နေပြီငါ့ကိုလိမ့်ပတ်လဲအောင်လို့ရှင်းပြစမ်းမကျမလည်းဘေးမှကြီးနေရှင်ထောင်ပန်ကြီးခမသူထောင်ထဲမှာကြောမကောင်းကြာမကောင်းအဖြစ်ပြဲကြောင်းစိတ်ကိတိကအောင်ဖြစ်နေတာကိုမြင်လို့ခီးရမဆလန်းလေးကိုအစာဆုံးပြောပြလိုက်တဲ့ အော်ဒီလိုကိုတော်သေးတာပေါ့ကွာလင်ကောင်မပေါ်ရဲ့ကလေးမွေးပါတယ်ဆိုပြီးငါ့လူထောင်ပိုင်ကြီးတောင်လုံးခေါင်းကိုဆင်းနှင်းမှကျင်းသေးပဲဒီရမှထောင်ပိုင်ကြီးခမပြင်းသက်ချပြီးရီမောနိုင်တော့တယ်အကျဉ်သူမွေးဖွားနိုင်ဖို့အတွက်အစအစရရာကိုညီပေးမယ်လို့နှစ်သိပ်ပေးတယ်ဒီလိုနဲ့အကျဉ်သူရဲ့တုတ်ပြန့်စကားကိုကြားလိုက်ရတဲ့တခဏမှာတော့မူမေချင်းလောက်အောင်စိတ်ညစ်သွားရပြန်တယ်အကျဉ်းသူဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးအခိုင်အမာဆုံးဖြတ်ချက်ချထားဟန်တော်တူတယ်။ ဆရာကြီးကျမတခုလောက်တော့တင်ပြချင်ပါတယ်။ကဲဆိုဘာမြအကူညီပေးရအောင်မလဲ။သမီးရဲ့ဒီကိုဝင်ကိုလားမြဲခင် ထောင်ထဲမှာပဲလူမသိသူမသိဖျက်ချလိုက်ချင်နေ။အိုးဘလို့များပြောလိုက်တာလေသမီးရဲ့ဒီလိုစိတ်ထားမျိုးလုံးဝမမွေးကောင်းဘူး။အောက်ပါရဲ့ဆရာကြီးရင်ဒါပေမဲ့ကျမဒီလူရောက်มาရဲ့သွေးသားကိုကျမရင်မှာလွှဲမထားချင်ဘူး။ဒီလိုလုပ်ဖို့မသိတော့ပါဘူးကွယ်။စင်းစင်းဆာဆာလှုပ်ဆက်မှာ။ ဟုတ်သားပဲဟင်ကိုရင်ထဲမှာတရေတီလာတဲ့သွေးသားကူမြမဖြည့်စည်သင့်မဘူးဟင်ကျမလည်းမနေသားလူအချင်းသူသဘောပေါက်နားလည်အောင်ဝင်ရောက်ဖြောက်ပြပြောဆိုလိုက်တယ်တကယ်ဆိုဘာမှအပြစ်မရှိတဲ့ရှင်သွေးလေးကိုတယုတ္တိယဂျူးမွေဆောက်ရှောက်သင့်တာပေါ့ရှင် အခုတော့ဖျက်ချပြစ်မယ်ဆိုတော့ဘယ်ကောင်းမလဲဆ iam မဘာသီးလို့လေဒီလိုလူရုံမာရဲ့တရေသားကိုကျမရှင်မလွယ်မထားနိုင်ဘူးတသက်မဲ့ကျမရဲ့ဖြူစင်တဲ့အပြူဘွားကိုဖြည့်စည်းတော့ရဲ့ရုပ်တမကောင် အကျဉ်းသူလေးမှာတော့ခံပြင်းဒေါသစိတ်မှာပေါက်ကွဲတော့ကဂျုံမာသွားသူ့အပေါ်မကြည်မချဲနိုင်အောင် ဖြစ်ပေါ်ခဲ့တယ်။ဂျမလေးကလေးတယောက်ကိုအเจ้าမေဖြက်စည်းပြစ်မှာမလို့လားဘူး။ကိုလော်မလူဖြစ်ခဲ့တဲ့ကိစ္စမဟုတ်ဘဲတပတ်လူကကို့ဘော်အနူချမ်းစီပြီးမတရားချင်းချံလူဖြစ်ပေါ်လာခဲ့တဲ့တရေသာဖြစ်နေခဲ့တယ်။အဲ့ဒီလိုဖြက်စည်းမယ်ဆိုတော့မလောက်ကောင်းမှမဟုတ်သမီးရဲ့တရဝါတစ်ခုကန်တစ်ခုပဲလို့မှတ်ယူမှာပုံ။ အပြင်းမရှိတဲ့ကိုရင်တွေကသွေးသားကိုရဲမသတိတီးလာတာကိုပဲကံကောင်းခြင်းလက်ဆောင်ယူလာတယ်လို့မှတ်လိုက်ပါကွယ်အဲဒီလို စိတ်လက်မှမှဖြည့်ဆည်းပြလိုက်ရင်ငရေကြမှာပေါ့လူလောကတန်းတရားကြီးရဲ့အကောင်ဆိုအကြောင်းကျိုးတွေကိုဘာတစ်ခုမှမသိချရတဲ့တန်ရောစဉ်ကျိုးလေးတင်မြင်ကိုရရဆက်ဆက်မလုပ်သင့်ပါဘူးကွယ်တောင်မိုင်ကြီးရဲ့အေးအေးဆေးဆေးပြောဆိုတရားနာချရတဲ့စကားကိုကြားလိုက်ရတဲ့အချင်းသူလေးမှာခိတခဏများတွေ့ဝေးတော်တယ် ဒီတရေသားကိုဖြက်စည်းလိုက်ပြီပဲထားလိုက်မိမိဘွားကရောငကိုကတိုင်အပြူပြန်ဖြစ်နိုင်မလားဝေးပါသေးတယ်လူလောကလည်းမတတိကတည်းပလက်မျောမေကိန်ဆိုင်နေပြီဘာပဲဖြစ်ဖြစ်အပြင်းမဲ့ရှာတဲ့မိမိရှင်မလွယ်ထားရတဲ့တရေသားလေးအတွက်မိမိဘွားအတွက်တန်ရောင်းစဉ်ဂျိုလေးတမြင်အဖြစ်ရစ်ပတ်ချီနှောင်းလို့တွေ့နေခဲ့တယ်ကဲပါဟဲ့နင်းပိုက်တရားကလေးလေးကိုကောင်းကောင်းမွန်မွန်မွေးဖွားလိုက်ပါနေထောင်ထဲကလူတော်လေးနင်းမကောင်းခြင်းလေးပြီးတာပဲအဲဒီကလေးကိုငါးစီကိုပေးထားခဲ့ ငါဘော့မှာအပြူကြီးတကူကြီးနေရတာအဖော်မဲနေရနေတော့ပဲပေါ့ငါဘော့အတွက်အဖော်မုံရှားတယ်လို့ပဲငါမက်ယူလိုက်မယ်နင်းကလေးမွေးပြီးရင်သာငါ့ကိုအပိုင်ပေးရမယ်နော်ကဲမြင်းနေမော်လာသမီးရေဘာမှသွေးသားမတော်ဆက်တဲ့သတိန်းတယောက်ကနင်းကလေးပေါ်မှာတန်ရုံးစင်တွေ့တာနေရသမီးလိုကံကံရှင်တယောက်ကကိုရှင်တွေကမမြင်ရသေးတဲ့တန်ရုံးစင်ဂျိုးလေးတမျိုးကိုဂယုနာအကျဉ်းနာမြစ်တာရင်မထားနိုင်ဘူးလားကွယ် မဟုတ်ပါဘူးဆရာကြီးရေကျမလူအပြိုတယောက်ဖြစ်ရွာကလူတွေအားလုံးကတီးထားကြတာထောင်ထဲကလွတ်မြောက်လာရော့လင်းကောင်မပေါ်ပဲကလေးမွေးတဲ့ကောင်မဆိုပြီးအများရဲ့တတွေးကမှပက်လက်မျိုးမေဖြစ်ကိုရှံ့ညွှန်းလို့ပါလောကလည်းမဘလို့မျက်နှာပြရမလဲရှင်ဒါကြောင့်ထောင်ထဲမှာထောင်ကျနေတော့လူမသိသူမသိကိုဝင်ဖြတ်ချလိုက်တာကောင်းမလားလို့ပါစဉ်းစားပါအောင်သမီးရေဆက်လက်မမရမ်းမလို့ချင်မှနဲ့သမီးလက်ချက်နဲ့တေးရဲ့လူလေတေးသွားပြီးပြီပဲ သူပြုကျင့်ခဲ့တဲ့ပဲတင်တန်းကသူ့ထံပြန်လာလို့လောကကြီးကိုကြောက်ခိုင်းသွားရှာပြီပဲအဲ့ဒီလိုပဲချစ်လာပါကြီးရဲ့ဆိုတဲ့ချစ်သူရီးစားတွေမှာလည်းတစ်ချိန်ချိန်မှာတစ္ဆာဖောက်ပြတ်တာပဲဖြစ်ဖြစ်ငွေကွေးရတာပဲဖြစ်ဖြစ်ဗိုက်တလုံးနဲ့ကြံခဲ့ရင်တောင်လောကလည်းမှ သူတို့ကိုယ်ပါလေလေထားမိရင်တောင်မှရရဲ့ဝင်းဝင်းရင်ဆိုင်ဖြစ်ခြင်းပြီးဝေဖာရဲခဲ့တဲ့သူတွေလည်းအများကြီးပါသမီးရဲ့ ဟုတ်ပါရဲ့ကွယ်ငါတောင်အပြိုကြီးဒဂိုရီဘွားနဲ့အထေးကျန်ဖော်မင်းနေရကဒီလူဘွားရဲ့တာယာချုံမင်းနဲ့ဆဲလေးသံတွေကိုကြားနေအောင်ရင်ဘလောက်စိတ်ချမ်းသာဖို့ကောင်းလိုက်မလဲငါ့ကိုအပြီးပိုင်မွေးစားဖို့ပေးခဲ့ရင်ငါအမွေစားမွေခံဖြစ်မွေးပြီးငါရဲ့အထေးကျန်ဘွားတွေလုံးဝစိတ်သွင်းသွားမယ်လို့ငါယုံကြည်တယ်ငါ့ကိုမွေးစားခွင့်ပေးပါနော် မမလုပ်ပါနဲ့တော့ဆရာမရေကျမရေကလေးကိုကျမကိုယ်တိုင်ပဲလူတလုံးသူတလုံးဖြစ်အောင်လို့ကောင်းကောင်းမွန်မွန်မွေးဖွားပါမယ်အခုနေတောင်ကြနေတဲ့အချိန်မှာဒုက္ခတွေခံပြီးကျွမွေဆောက်ရှောက်ပါမယ်ထောင်ကလွမြောက်သွားတဲ့ဒီနေ့မှာတော့ကျမကလေးရဲ့လက်ကိုဆွဲပြီးအမေတို့ရှိရာကြောက်ကိုပြန်မာတော့မယ်ရှင်အေးကွယ်အခုလိုအမြင်မှန်ရတာကဆရာကြီးဂုဏ်ယူပါတယ်ငါသမီးဘာမှအားမငယ်နဲ့သမီးမွေးဖွားမယ့်အချိန်မှာလိုအပ်တဲ့ဆေးဝါးနဲ့အစားအသောက်တွေကို ။ဆရာတို့ထောင်ဝင်တန်းတွေဘက်ကလည်းအစအစရရလူလီသိမ်းမရှိစီစဉ်ဆောင်ရွက်ပေးပါမယ်။ကဲဆရာမလေးရေစီအောင်ကထောင်ဆရာဝန်ကြီးကြီးကိုအကြောင်းကြားပြီးတကယ်ကိုဝင်ရှိမရှိကိုတည်တည်ချာချာစီစီစမ်းသပ်ပြီးကြည်ခန်းလိုက်ပါနော်။ဟုတ်ကဲ့ကြည်ခန်းလိုက်ပါမယ်ထောင်ပိုင်းကြီး။အဲ့ဒီလိုထောင်ပိုင်းကြီးမှာလိုအပ်တာများကို ပြောဆိုမှကြပြီးအေးဆောင်နေမှပြန်ထွက်သွားရင်ဂျမလေးထောင်ပိုင်းကြီးမှာကြားရတဲ့စကားအတိုင်းစီစဉ်ဆောင်ရွက်ပေးလိုက်တော့ရင် ဟောကိန်ဇလန်းလီကိုအဆောင်တိနာဆင်ပြီးကြတဲ့ပြည်သည်များလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ကြပေးဖို့တောင်းဆိုပါရစေရှင်